ဝါတွင်စဒုထတနင်္ဂနွေနေ့ရှင်လုကာအေဥင္ကလိကျမ်းအခန်းကြီး15အခန်းငယ်1မှ3 17မှ32ထိုချိန်တွင်အခွန်ခံသူတို့နှင့်အပြည့်ရှိသူတို့သည်ကိုရောဤတရားတော်ကိုကြားနာရန်အထံတော်သို့ချင်းကပ်လာကြ၏ထိုအခါဖာရိစီဥတို့နှင့်ကျမ်းသက်ဆရာတို့ကဤသူသည်အပြည့်ရှိသောသူတို့ကို လက်ခံ၍ ်သူတို့နှင့်အတူစားတော့ပါသည်တကားဟုပြစ်တင်ပြောဆိုကြ၏ကိုရောကလည်းသူတို့အားဤပုံဥပမာကိုမိန်တော်မူ၏လူတဦး၌သားနှစ်ယောက်ရှိ၏သူတို့နှစ်ယောက်တွင်သားငယ်ကအဖကျွန်ုပ်နှင့်ဆိုင်သောအမွေကို ကျွန်ုပ်အားပေးပါဟုဆိုလျင်ဖခင်သည်မိမိဥစ္စာပစ္စည်းများကို သူတို့အားခွဲဝေပေးလေ၏ရက်များမကြာမီသားငယ်သည် မိမိရရှိသည်များသောအဥ္စာတို့ကိုစုသိမ့်ပြီးလျင်ဝေးလံသောတိုင်းတစ်ပါးသို့ထွက်ခွာသွား၍ထိုရက်တွင် အပျော်အပါလိုက်စားလျက်မိမိအဥ္စာပစ္စည်းတို့ကို ဖြုံတီးလေ၏။သူ၌ရှိသည်များအဥ္စာတို့ကိုဖြုံတီး၍ကုန်သောအခါထိုတိုင်းပြည်၌ဆိုးရွားသောငတ်မှုခေါင်းပါခြင်းပေဆက်ရောက်သည်ဖြင့်သူသည်လည်းဆင်းရဲချွတ်ချုံကြလေ၏။ထိုကြောင့်သူသည် ထိုပြည်သားတို့ထံသွားရောက်လုက္ကံရာ ထိုသူကသူအားမိမိဝက်များကိုထိန်းချောင်းအစာကျွေးရန်မိမိလည်တော်သူစေလွတ်လေ၏သူသည်ဝက်များစားနေသောပဲတောက်များကိုပင် စားလိုသောဆန္ဒရှိတော်လဲမိသူကမျှသူအားစားเสียမပေးကြချေထိုအခါသူသည် အမြင်မှန်ရ၍ရေရွတ်သည်မှာငါအဖ၏အစီကံများသည်ဝလင်စွာ စားရလျက် ိုရှံနေကြ၏ငါမူကားဤအရက်တွင်အစာငတ်၍တေရတော်မည်ငါသည်ထ၍ငါ၏အဖထံသို့သွားပြီးလျှင်အဖအကျွန်ုပ်သည်ကောင်းငင်ကို၎င်းအဖကို၎င်းပြစ်မှားမိပါပြီအကျွန်ုပ်သည်အဖ၏သားဟု၍အခေါ်ခံရန်မထိုက်တန်ပါအဖအီအစေကံတူးကဲ့သို့ကျွန်ုပ်ကိုထားပါဟု၍သူအားပျော်မြီးဟုဆိုလေ၏ ထိုနောက်သူသည်ထ၍သူ၏အဖထံသို့ ပြန်သွားလေ၏သို့သောသူသည် အဝေး၌ရှိစဉ်ပင်သူ၏အဖသည် သူ့ကိုတွေ့သဖြင့်တနာချင်းစိတ်ရှိ၍ပြေးသွားပြီလင် သူ့ကိုပွေဖက်၍နန်းရှုပ်လေ၏တားဖြစ်သူကလည်းအဖအကျွန်ုပ်သည်ကောင်းကင်ကို၎င်းအဖကို၎င်းပြစ်မှားမိပါပြီအကျွန်ုပ်သည် အဖ၏သားဟု၍ပင်အခေါ်ခံရန်မထိုက်တန်တော့ပါဟု ပြောလေ၏တို့ရတွင်ဖာကမိမိအစီကံတို့အားဆိုသည်ကအကောင်းဆုံးသောဝိယုံကို အလင်းအမြန်ယူလာ၍သူ့ကိုဝတ်ဆင်ပေးကြလောသူ၏လက်၌လက်စွပ်ကို၎င်းသူ၏ခြေထို၌ဖနက်ကို၎င်းဆင်မြန်းပေးကြလောစူဖြိုးသောနွားငယ်ကို ယူခဲ့၍တတ်ကြလောငါတို့သည် စားတော့ပွဲကျင်းပ၍ပျော်ရွှင်ဝမ်းမြောက်ကြကုန်အံအကြောင်းမူကားငါဤသားဤသူသည် သေပြီးမှယခုအသက်ပြန်ရှင်လေပြီ။သူသည်ပျောက်ဆုံးပြီးမှယခု သူ့ကိုပြန်တွေ့ရလေပြီဟု ဆို၏။ထို့နောက်သူတို့သည်ပျော်ပွဲရွှင်ပွဲကိုစတင်ကျင်းပကြလေ၏။ထိုချိန်၌သားကြီးဖြစ်သူသည်လေတော်တွင်ရှိနေ၏။သူသည်ပြန်လာ၍အိမ်အနီးသို့ရောက်သောအခါတိမုတ်တန်နှင့်ကခုန်တန်တို့ကိုကြားရလေ၏ထိုကြောင့်သူသည်အစီကံတူဦးကိုခေါ်ပြီးလျင်မိသည့်အကြောင်းအရာဖြစ်သည်ကိုမေးလေ၏ ထိုအစီကံကလည်းတင်းညီပြန်ရောက်လာလေပြီသူကိုဘေးကင်းစွာပြန်တွေ့ရသောကြောင့်တင်းဤဖသည်စူဖြိုးသောနွားငယ်ကိုတတ်လေပြီဟုဆိုလေ၏တာကြီးဖြစ်သူသည်ကအမျက်ထွက်သောကြောင့်အိမ်တွင်သို့ဝင်ရန်ညှင်းဆန်လေ၏ထိုကားသူဤဖသည်အပြင်သို့ထွက်လာပြီးလျှင် သူကိုဖြောင်းဖြားပြောဆိုလေ၏တို့ရတွင်သူကမိမိဤဖအားပြန်ပြောသည်မှာအကျွန်ုပ်သည်အဖကိုနှစ်ပေါင်းများစွာလှုပ်ကြွေးခဲ့ပါပြီ။ အကျွန်ုပ်ဒီအဖအီဩဇာကိုတခါမျှမလွန်ဆန်ခဲ့ဘူးပါသို့တော်လည်းအကျွန်ုပ်ဒီအကျွန်ုပ်၏မိတ်ဆွေများနှင့်အတူပျော်ရွှင်စွာစားသောက်ခြင်းကအဖသည်အကျွန်ုပ်အားစိတ်ကလေးတကောင်းကိုမျှမပေးဘူးပါအဖအီဥစ္စာပစ္စည်းများကိုပြည့်တစားများနှင့်ပျော်ပါဖြုံတိဖြစ်ခဲ့သည့်ဤသားပြန်လာသောအခါအဖအဒီသူ့အတွက်စူဖြိုးသောနွားငယ်ကိုတတ်လေပြီဟု ဆိုလေ၏အဖကလည်းငါသား သင်သည်ငါနှင့်အတူအစဉ်နေထိုင်၏ငါ၏ဥစ္စာရှိသည်မြသည်သင်၏ဥစ္စာဖြစ်၏သင်ညီဤသူသည်ကပေပြီးမှရှင်ပြန်၏ပျောက်ဆုံးပြီးမှသူကိုပြန်တွေ့ရသောကြောင့်ငါတို့သည်ဝမ်းမြောက်ကြလျက်ပျော်ပွဲရွှင်ပွဲကိုကျင်းပသင့်ပေသည်ဟု၍သူအားပြန်ပြောလေသည်ဟုမိန်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိ တရားတော်ပေဒီ The parable of two sons တာနယောရဲ့ပုံဥပမာဒီတာနယောရဲ့ပုံဥပမာဟာခမီးတော်ရဲ့အတိုင်းအဆမရှိတဲ့ချစ်ချင်းမေတ္တာကိုထင်ထင်ရှားရှားကောက်ကွက်ကွင်းကွင်းဖော်ပြလျက်ရှိပါတယ်အမြဲတမ်းကြိုဆိုတယ်အမြဲတမ်းခွင့်လွတ်တယ်အမြဲတမ်းပဲပြန်လည်ပြီးပြင်းငိမ့်ဖို့အတွက်အစဉ်သင့်ရှိနေတဲ့ ခမည်းတော်ရဲ့ချစ်ခြင်းမေတ္တာကိုပေါ်ပြလည်ရှိပါတယ်။ဒါကိုသခင်သူရဲ့သကလုံးတွေဟောပြောချက်တွေမကပဲသူ့ရဲ့ပါစကားအဖြစ်ပြဒုက္ခဝေဒနာခံစားခြင်းအသေးခံခြင်းအဖြစ်ခမည်းတော်ရဲ့နှလုံးသားကို ပြသလည်ရှိပါတယ်။ဒါကြောင့်ဒီနေ့ကျမ်းနေရာအဖြစ်ကျွန်တော်တို့တယောက်စီကိုလည်းပဲခေါ်လည်ရှိပါတယ်။ဒီသားနှစ်ယောက်လို့ဆိုတဲ့နေရာမှာနှစ်ယောက်လုံးနေရာမှာကျွန်တော်တို့မကြာခဏ ဖြစ်သွားရပါတယ်နှစ်ယောက်လုံးကဲ့သို့ပထမတစ်ယောက်ကြည့်မယ်ဆိုရင်သူကအစတွေကလွှဲနေတာကိုတွေ့ရပါတယ်လွှဲတယ်ဆိုတာကခမီးတော်ရဲ့အမွေ ခမီးတော်ထမအမွေဝေစုကိုသူ့ရဲ့ဝေစုတော့ဟုတ်တယ်ဒါပေမဲ့သူ့ပိုင်ရာမဟုတ်နေဘူးအဲ့ဒီမှာသူ့ပိုင်ရာဖြစ်သူကမှတ်ယူလို့တယ်တင်မာရင်စလွှဲနေတဲ့အခြေအနေဒါပဲဖြစ်ပါတယ်ခမီးတော်စီကရတဲ့အမွေ ကျွန်တော်တို့ရဲ့ဝေစုဆိုတဲ့အရာကတော့ကျွန်တော်တို့ရဲ့ဘဝအတ္တဉာဏ်ပညာများအစွမ်းစားများကျေးဇူးတော်များနဲ့အတူကျွန်တော်တို့လွတ်လပ်ခြင်းစတဲ့အရာတွေပါဝင်ပါတယ်ဒီအရာတွေကို ကိုကိုပိုင် အဖြစ်ကိုစိတ်ထင်သလိုသုံးဆွဲသုံးဖြုံးပြလိုတဲ့စိတ်ဆန္ဒရှိပါတယ်ခမီးတော်မပါပဲဖျားမပါပဲကိုဘွားကို ကိုပိုင်ဆိုင်တဲ့ ကိုသာလင်တူဦးသောအုတ်ချုပ်သူဖြစ် မြင်ပြီးသုံးဆွဲလိုကြတယ်။သုံးဖြုံးလိုကြပါတယ်။ဒီမှာရင်ရှိသည်မြတ်အရာတွေကုန်ခန်းပြီးကျွန်တော်တို့စုပ်ပြတ်သွားတဲ့ဘဝကိုရရှိတယ်။ကျွန်အဖြစ်ကိုရောက်ရှိပါတယ်။အသေးသားရဲ့ကျွန်လောကပစ္စည်းဥစ္စာအရာများရဲ့ကျွန်ဖြစ်ပြီးသာသမီအဖြစ်ကနေလျှော့ကြပြီးကျွန်ဖြစ်ကိုရောက်သွားတာအဲ့ဒီခါကျမှပြန်လာရမယ်မှန်းတိအသိဝင်လာတာကိုတွေ့ရပါတယ်။ ဒီဟာကနောက်မကြသေးဘူးပြန်လာဖို့အချိန်ရှိသေးတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တယောက်စီကိုသတိပေးနေပါတယ်လူဟာအကန့်အသတ်ရှိတဲ့တစ်ပါးဖြစ်တယ်အကန့်အသတ်ရှိတာနေရာတိုင်းမှာကျွန်တော်တို့အကန့်အသတ်ရှိကြပါတယ်ခန္ဓာကိုယ်ရတော့လကောင်းအကန့်အသတ်ရှိတဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းအစွမ်းစားရတော့လကောင်းအကန့်အသတ်ရှိပါတယ်သို့တော်တစ်ချိန်ထဲမှာလည်းပဲလူဟာအကန့်အသတ်မရှိခြင်းကိုအမြဲရှာဖွေတောင်းတလျက်ရှိပါတယ်ကိုကအကန့်အသတ်ရှိတော့လည်းပဲ ကို့အထင်းမှာ အကန့်အသတ်မရှိတဲ့အရာကိုရှာဖို့ကြိုးစားပါတယ်ဒါကြောင့်ကို့အထင်းမှာရှာလို့မတွေ့တဲ့အခါမှာ तू ကအပြင်ကိုရှောက်ထွက်တယ်အဝေးကို ရောက်တယ်ဝေးလွန်းလာတဲ့တိုင်းပြည်ကိုသွားတယ်ဆိုတာဒါပဲဖြစ်ပါတယ်ကျမ်းသာမှာပေါ်ပြထားတယ်သူစီကနေအဝေးရောက်သွားတယ်ခမီးတော်စီကနေအဝေးနေရာကိုရောက်သွားတယ် तू ထင်းသလိုလိုက်ရှာတယ်အဆုံးမဲ့လွတ်လပ်ခြင်းအဆုံးမဲ့ပျော်ရွှင်ခြင်းလိုက်ရှာတယ် သို့တော်မတွေ့ရပါဘူးတကယ်တော့ဒီဖျားသခင်ဟာလူရဲ့အတိုင်းအစားမရှိအဆုံးမဲ့ပျော်ရွှင်ခြင်းကိုရှာလို့တဲ့စိတ်အဆုံးမဲ့လွတ်လပ်ခြင်းကိုရှာလို့တဲ့စိတ်ကိုဘယ်တော့မှမဖိနှိပ်ထားပါဘူးမချုပ်ချယ်ထားပါဘူးဒီကြတွေကိုတွေ့ဖို့အမြဲတမ်းကူညီနေပါတယ်လက်ကမ်းကြိုဆိုနေပါတယ်ဒီကြတွေကအဆုံးမဲ့ဖြစ်တဲ့တော့ကြောင့်သူ့စီမှာပဲတွေ့နိုင်မယ်ဆိုတာကိုကျွန်တော်တို့အယိုးဆွဲပြီးမှတ်သားထားကြမှာလည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုကိုကျွန်တော်တို့တကူကောင်းဆံပြီး ကိုဘွားကိုကိုတိဆောက်လို့လေကိုဘွားကိုကို လုံးဝကိုတူးတဲ့တော့ပိုင်ဆိုင်ရာဖြစ်နေမှတ်ယူပြီးကိုထင်းတယ်လို့ပုံဖော်လိုကြတဲ့ပုံကများဓမ္မဆွဲမှတ်ထားမယ့်အရာကတော့ကျွန်တော်တို့လိုချင်တဲ့တိဆောက်လို့တဲ့အဆုံးမဲ့တီးမြဲတဲ့ပျော်ရွှင်ခြင်းလွတ်လပ်ခြင်းနဲ့ပြည့်ဝတဲ့ဘဝဟာခမည်းတော်၌တာလင်းရှိတယ်ကျွန်တော်တို့သားသမီးအဖြစ် အမြတ်တည်နေမှသာလင်းရှိတယ်ဆိုတာကိုမှတ်သားကြမှာဖြစ်ပါတယ်ဒါပထမသားတားကြီးမှလည်းပဲဒီလိုပဲ ။သားကြီးဟာလည်းပဲအိမ်မှာနေတယ်။ပုံစံရလိမ်မာတဲ့သားဖြစ်တယ်။မှန်တော်လည်းပဲသူ့ရဲ့လိမ်မာခြင်းဟာတကယ်တော့ပြေဝဆုံလင်းတဲ့နာခံခြင်းတော့မဟုတ်သေးဘူး။မဖြစ်လို့နေရတယ်။ဒီရာပေါ်မှာသူကလွတ်လပ်တယ်လို့ခံစားရပုံပေါ်နေပါဘူး။ဒီအတွက်ကိုပြန်ပြီးတော့သူဟာညှိတွားထားတဲ့ပုံစံမျိုးလေးပေါ်နေတာကိုတွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီသားနှစ်ယောက်လုံးကိုခမီးတော်ကကြိုဆိုတယ်လက်ခံတယ် မမဲတာမရှိဘူးသူတို့ကိုပြန်လှည့်ပြီးတော့နားချတယ်ဖြောင်းပြတယ်ပြန်လှည့်ပြီးတော့လက်ကမ်းကြိုဆိုတယ်ဒီဟာတွေက ခမီးတော်သခင်စုအဖြစ်လှုပ်လာတဲ့အရာတွေပဲဖြစ်ပါတယ်ပထမကျမ်းမှာကြားရတဲ့ဒါဖြစ်ပါတယ်ဒုတိယကျမ်းမှာလည်းဒါဖြစ်ပါတယ်ဖခင်သခင်ဟာသခင်စုအဖြစ်ခုနအဝဲကိုရောက်နေတဲ့သားသမီးတွေနဲ့ပြန်လှည့်ပြင်းချင်းဖို့အစင်းမြဲကြိုးစားလည်းရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒီလိုပြန်လာတဲ့ပုံကိုယ်တွေ ကိုသူပါအမြဲကြိုးဆိုတယ်တကယ်တန်းဆုံတီဝန်ကြီးနဲ့ကြိုးဆိုလဲရှိတယ်တချင်းမြန်မြန်ဆိုင်ဆိုင်နဲ့ပွဲချင်းပါမီကြိုးဆိုလဲရှိတယ်ဒီအဖြစ်ပြက်ကို အသိတော်ဖခင်ကြီးများကကိုရောမြတ်ပွဲချင်းပါခြင်းနဲ့လည်းပဲထတ်တူ ပြုထားတဲ့ခိုင်နိုင်ထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုပွဲမျိုးကို အမြန်ဆုံးကျွန်တော်တို့ဝင်ရောက် ကျင်းပနိုင်မှုအတွက်ပြန်လှည့်လာကြဖို့တောင်းဝန်ရှိပါတယ်ပြန်လှည့်လာနိုင်မှုခွန်အားကိုလည်းတောင်းခံရမှာဖြစ်ပါတယ်ပြန်လှည့်လာဖို့အတွက်အယူသားချင်းနှိမ်ချခြင်းယုံကြည်ခြင်းတွေရှိဖို့လည်းလိုပါတယ်အထူးသဖြင့်ကိုယ်ဘဝကိုယ်လက်ထံမှာမရှိဘူးကိုယ်ဘဝကိုယ်တိုင်ကိုယ်ကဖျားသခင်ပိုင်ဆိုင်ရာဖြစ်တယ်ဖျားသခင်မှာပါပဲလွတ်လပ်ခြင်းဖျားသခင်မှာပါပဲအဆုံးမဲ့ပျော်ရွှင်ခြင်းဘယ်နေရာမှာမှမတွေ့နိုင်ဘူးဆိုတာကိုယုံကြည်ရင်းနဲ့အတုထံမှာပဲ အများရမယ်ဒီအရာတွေကိုပြန်လဲရှာဖွေကြပါစို့တပည့်တော်တို့ကိုတနာရမှုပါ